ဒီစကန်အောင်တိုက်ခိုင်းတဲ့အချိန်မှာဟိုစကန်နဲ့တိုက်ခိုင်းနေရတယ်အဲကြတော့ဒီစကန်အောင်တိုက်တဲ့အချိန်မှာဟိုစကန်ပြစ်ခုပေးဖို့လှုပ်ထားပေမဲ့သူတို့စကန်နဲ့တိုက်ခိုင်းနေရတော့ဘယ်သူမှမကယ်နိုင်တော့သူမကယ်နိုင်ငါမကယ်နိုင်ဆိုတော့ပုံစံမျိုးတွေဖြစ်သွားတယ်မင်္ဂလာပါကျွန်တော်ဒါအခုရက်ထဲမှာတိုက်ပွဲဖြစ်စဉ်တွေအများကြီးရှိတယ်ပေါ့နော်အဲနေရာတိုင်းမှာတော့တိုက်ပွဲ ဖြစ်စဉ်တွေကအပြင်းထန်ဖြစ်ပွားနေရရှိတယ်။အဲပြီးတော့အခုလက်တော်မှာဆိုရင်ဒါထိုင်းမြန်မာနယ်စပ်ကပေါ့နော်စစ်ကောင်စီတပ်စခန်းတွေကို KNL ဘူပေါင်းတပ်ဖွဲ့တွေကပြင်းထန်ထိုးစစ်ဆင်တိုက်ခိုက်နေအဲစစ်ကောင်စီကခံစစ်ကြည့်ပဲဒါဒေါ်လိုင်းတပ်ဖွဲ့တွေကပဲထိုးစစ်ဆင်ပြီးတော့တိုက်ခိုက်နေတဲ့တိုက်ပွဲတွေကအခုနောက်ပိုင်းပုံများတယ်ပေါ့နော်အဲတိုက်ပွဲတွေတကယ်လည်းပြင်းထန်နေသလိုဒါဝော်လီဘက်ချမ်းမှာရှိရဲ့ဝော်လီကနဲလေးပလဲတို့ဒီဘောဘိုးပေါ့နော်ဒီစကန်းနေပေါ့နော်အဲစကန်းနေကိုတပြိုင်တည်းထိုးစစ်ဆင်တိုက်ခိုက်တယ်ပေါ့နော်အဲ့ဒါက တော်တော်လေးအကျိုးရှိတယ်အကျိုးများတယ်လို့ပြောရမယ်။ဘာဖြစ်လို့လဲဆိုတော့တပြိုင်နဲ့တိုက်ခိုက်တာကအရန်ကောင်းတယ်။တပြိုင်နဲ့တိုက်ခိုက်လို့ပဲဒါတို့ဒီစစ်ကောင်စီဘက်မှာပေါ့နော်။သူကပုံမှန်ဆိုရင်သူကစခန်းနေရာတစ်ခုနဲ့တစ်ခုသူကတိတ်မနီးမဝေးပုံစံမျိုးတွေလှုပ်ထားတယ်။ပြီးရင်အဲ့စခန်းတစ်ခုတိုက်ခိုက်ရပြီဆိုတဲ့အချိန်မှာအခြားစခန်းတစ်ခုကနေပြီးတော့လက်နက်ကြီးလက်လန်းမီအောင်သူကလက်လန်းမီတဲ့လက်နက်ကြီးတွေထားရတယ်ပေါ့နော်။လက်နက်ကြီးတွေအမြောက်တွေဒါမျိုးတွေထားပြီးတော့မှသူကပြစ်ကူပေးတာမျိုးတွေအနည်းဆုံးလုပ်ပေးတယ်။ ်စစ်ကူကတော့ချက်ချင်းလာရင်မရောက်နိုင်ဘူးဆိုရင်တော့မှပြစ်ကူကိုချက်ချင်းပြစ်ပေးနိုင်အောင်သူကလှုပ်ကြတာရှိအဲကြောင့်စကန်တစ်ခုနဲ့တစ်ခုကသူကချိတ်ဆက်မှုရှိတယ်ဗောဗျာပြောရရင်ဒီစကန်ဖြစ်ပြီဆိုရင်သူနဲ့အနည်းဆုံးစကန်ကစစ်ကူလာမယ်တခြားတချို့စကန်နေရာနေပြီးတော့ပြစ်ကူပေးမယ်အဲကြောင့်တစ်ခုမဟုတ်တစ်ခုသူတို့ကကုညီမှုရနေအောင်ဆိုပြီးတော့အဲ့လိုမျိုးချိတ်ဆက်ထားတာဗောနော်ဒါပေမဲ့အခုလိုမျိုးတပြိုင်တည်းဝင်ပြီးတော့တိုက်ခိုက်လိုက်တဲ့ခါကျတော့မဖြစ်လဲရှင်းရှင်းလေးဒီစကန်ကိုတိုက်ခိုက်တဲ့အချိန်မှာဟိုစကန်နဲ့တိုက်ခိုက်နေရတယ် အဲ့ကြတော့ဒီစကန်ကိုတိုက်တဲ့အချိန်မှာဟိုစကန်ပြစ်ခုပေးဖို့လှုပ်ထားပေမဲ့သူတို့စကန်လည်းတိုက်ခံနေရတော့ဘယ်သူမှမကယ်နိုင်တော့သူမကယ်နိုင်ငါမကယ်နိုင်ဆိုတော့ပုံစံမျိုးတွေဖြစ်သွားတယ်ပေါ့နော်အဲ့ကြတော့တခုပြီးမှတခုတိုက်မယ်ဆိုရင်တော့မှပဲဒါခက်ခဲခက်ခဲနေဦးမှာအဲအဲ့လိုမျိုးတိုက်တဲ့ခါကျရင်ဘာဖြစ်မလဲဆိုတော့အဲဒီစကန်ကိုတိုက်တယ်တိုက်တဲ့အချိန်မှာအဲ့စကန်ကနေမှအဲအကုန်လုံးမသေးသွားဘူးဆိုရင်ထွက်ပြေးလွတ်မြောက်တဲ့ကောင်တွေကတခြားစကန်ကိုသွားပေါင်းကြသူတို့အနေနဲ့ပေါင်းကြအဲ့လိုပဲရှိတယ် ရွာထဲမှာပတ်ပြီးတော့ပုံနေမယ်ဆိုတာမျိုးတွေခံစစ်ပြန်ဆင်ပြီးတော့ပြန်တိုက်မယ်ဆိုတာဝင်ဝင်စုဖွဲ့ပြီးပြန်တိုက်မယ်ဆိုတာမျိုးမဟုတ်ဘူးသူကအခြားကြံနေသေးတဲ့စကန်တစ်ခုကိုပဲမရောက်ရောက်အောင်သွားပြီးတော့ပူပေါင်းတာရှိအဲ့ကြဒီစကန်တိုက်ပြီးအချိန်မှာအဲ့စကန်ကိုသွားပေါင်းတယ်အဲ့စကန်ကိုထပ်တိုက်ပြီးဆိုတဲ့အချိန်မှာနောက်စကန်တစ်ခုကိုသွားပေါင်းတယ်နောက်ဆုံးတိုက်ရမယ့်စကန်ကြတော့အင်အားတွေအများကြီးဖြစ်သွားရဆိုရအနေထားရှိသွားတာပေါ့နော်ဒီကအခုဒါဗမုံမာရှိရဲ့ဖြစ်စဉ်ဆိုလဲအဲ့လိုပုံစံမျိုးပေါ့ရှင်းသမျှစကန်တွေအကုန်လုံးကိုတိုက်လာလိုက်တဲ့အချိန်မှာအဲ့စကန်ကနေပြီးတော့ဒါမတည်ဘဲနဲ့ကြံနေသေးတဲ့ကောင်တွေကထွက်ပြေးကြတယ် ပြီးရနဲ့ဒါတမထာနာချုပ်ကသွားပေါင်းပြီးတော့အခုအဲ့နေရာမှာအင်အားအများကြီးပုံဆိုတဲ့ပုံစံမျိုးတွေဖြစ်နေတာပေါ့အဲဒါကြောင့်နောက်နောက်ဆုံးကြံခဲ့တဲ့စကန်းဆိုရင်အင်အားအများကြီးဆိုရင်တိုက်ရပို့ခတ်ခဲ့တဲ့အနေဒါဖြစ်သွားနိုင်တယ်အဲဒါကြောင့်ကိုဘက်ကအခုလိုမျိုးတပြိုင်တည်းတိုက်ခိုက်ပြီးဆိုတဲ့အခါကျတော့ရှယ်ပဲအဲဒါတရင်ကောင်းနေထပ်ပြီးကြားရဖို့ရှိတယ်လက်တလုံးမှာကိုပဲဒါတရင်ကောင်းနေရှိတယ်ပေါ့နော်အဲတော့အာထုတ်ပြန်လာမယ့်အချိန်ကိုစောင့်ပြီးကျွန်တော်တို့အားရပါရဝမ်းသာဖို့လားပြင်ထားကြပါတော့နောက်တစ်ခါတော့အဲ့လိုမျိုးတိုက်ခိုက်ပြီးဆိုတဲ့အချိန်မှာဆစ်ဆောင်ရတဲ့ပြည်သူတွေရှိတယ်ပေါ့နော်အခုဆိုလဲဒါ ဒီတောင်ဘူဘက်ချမ်းမှာပေါ့နော်အဲတောင်ဘူဘက်ချမ်းမှာဒါအမြန်လမ်းမိုင်တိုင်းအမှတ်140ခွန်မှာတိုက်ပွဲတွေဖြစ်ပွားနေရဆိုပြီးတော့ဒါသိရလိမ့်မယ်ပေါ့နော်အဲအဲ့မှာဘယ်လောက်ထိပြင်းထန်တယ်လဲဆိုတော့ MI35 တွေနဲ့လာပြစ်တယ် fighter တွေနဲ့ဘုံလာကျဲတယ်ပြီးတော့ဒါရွာတွေကိုပြစ်ထည့်တယ်ပေါ့နော်အဲ့ပြော်ဒီတိုက်ပွဲဖြစ်ပွားနေတဲ့နေရာကိုကံပေါကြီးရွာကနေပြီးတော့အမြောက်ကား၃စီးနဲ့ပြစ်ကူပေးနေဘလောက်တောင်မှပြင်းထန်နေတယ်လဲဆိုတဲ့ဟာကိုဒီလောက် ပြစ်ကူတွေကိုကြည်တာနဲ့တင်သိတာစီတယ်ပေါ့နော်အဲ့ပြော်သူတို့အနေနဲ့က အဲတောင်ကူဆိုတဲ့ဟာကတောင်ကူဘဝင်းကျင်ဆိုတဲ့ဟာကသူတို့အဝန်းအဝိုင်းပုံစံမျိုးဖြစ်နေတာအဒီကောင်တွေကအမြဲတမ်းပါဗောနော်ဒီလမ်းမကြီးကိုတုံးပြီးတော့အဲသူတို့တွေဒါမျိုးချင်းဆက်သွယ်တဲ့နေရာမျိုးတွေတက်စကန်တွေအများကြီးတည်ထားတဲ့နေရာဗောနော်အဲ့လိုနေရာမျိုးတွေကိုခုတော်လိုင်းတက်ဖွဲ့တွေကဒါတက်အဲတက်အားပေးဆက်ယုံကိုဝင်ပြီးတော့တိုက်ခိုက်တယ်ဗောနော်အဲ့တော့ဟာတော်လိုင်းတက်ဖွဲ့တွေကဘယ်လောက်ထိတောင်မှလက်တံတွေပြောင်းနေလဲဆိုတဲ့ဟာကိုတွေးကြည့်အောင်နေတယ်ဝမ်းသာစရာအားရစရာဖြစ်နေတာဗော ဒီအမြန်လမ်းဆိုတဲ့ဟာကဒီကောင်းလေးအမြန်တမ်းစိုးမိုးဖို့အတွက်ကြိုးစားနေတဲ့နေရာတွေဖြစ်တယ်ပြီးအဲ့နေရာကိုရောက်ဖို့အတွက်ကိုဒီဘက်မှာလည်းတက်တယ်အများကြီးရှိသလိုအဲ့ဘက်ရှမ်းနေမှာလည်းဒါဒီလမ်းလုံးရုံရဲ့အတွက်ကိုတက်တယ်အများကြီးလှုပ်ထားတဲ့ပုံစံမျိုးနီနီလေးဗျာအဲ့လိုလမ်းဟောင်းဘက်ကနေပြီးတက်တယ်ဟာအဲ့ဘက်အမြန်လမ်းကိုသွားလိုက်မယ်ဆိုနီနီလေးပဲအဲ့လိုအနေထားမျိုးမှာတပ်ဖွဲ့တွေကခုလောက်ဒီတိုက်ပွဲတွေဖော်ဆောင်နေတယ်ဆိုတော့တကယ်အားရစရာကောင်းတယ်ပြီးတော့သူတို့ရဲ့ပစ်ကူပေါ့နော်35တွေလာတယ်တဲ့ဖိုင်တာတွေလာတယ်တဲ့ပြီးရင်အမြောက်ကားတွေနေရာကစပစ်တယ်ဆိုတော့ကြတော့ ဒီလောက်ထိပြင်းပြင်းထန်ထန်ခုခံနေရပြီဒီလောက်ထိပြင်းပြင်းထန်ထန်ပြစ်ကူပေးနေရပြီဆိုရင်အကောင်တွေလုံးဝအခြေအနေမကောင်းဘူးအကောင်တွေဘက်မှာဒါထိခိုက်ကြရှုံးနေအများကြီးရှိလိမ့်မယ်အဲပြီးတော့ကျတော့အခြေအနေပြင်းပြင်းထန်ထန်အခြေအနေကိုတို့ရင်ဆိုင်ခုခံဖို့တော်တော်လေးခက်ခဲတဲ့အနေထားလို့ပြောလို့ရတယ်ဗောနော်အဲ့တော့တပ်ဖွဲ့တွေအောင်ရပါစေအဲ့တော့အဲ့လိုမျိုးတိုက်တိုက်ကြပြီဟေးဖြစ်ကြပြီဟေးဆိုတဲ့အခါမှာတိုက်ပွဲတွေပြင်းထန်ကြပြီဟေးဆိုတဲ့အခါမှာစစ်တပ်ကခုနလိုပဲ ဒါပြည်သူတွေရှိတဲ့ဘက်မျိုးတွေတွေရွာတွေတွေဒါမျိုးနေရာမျိုးတွေကိုရန်တမ်းပြီးတော့လက်နက်ကြီးနဲ့ပစ်ခတ်တာရှိတယ်။တိုက်ပွဲဖြစ်စဉ်ဖြစ်ပွားတဲ့နေရာနီးတဝိုက်ကိုလိုက်ပြီးတော့ဒုက္ခပေးရရှိတယ်။အဲဒါကြောင့်တောင်ပိုင်းမှာတိုက်ပွဲတွေပေါ်ဆောင်တဲ့အခါမှာပြည်သူတွေပြေးရရှိသလိုဘယ်နေရာမှာပဲတိုက်ပွဲတွေဖြစ်ဖြစ်အခုတောင်ဝန်ကြီးတဝိုက်ဒါမန္တလေးမှတ်149မှာဖြစ်တယ်ဆိုရင်လည်း ပြည်သူတွေကရှောင်နေရတာရအများကြီးရှိရအဲရကျေးရွာအဖွဲ့တွေပေါ့နော်ပြည်သူတွေအများကြီးပဲတိုက်ပွဲရှောင်ရတာရှိတယ်အဲ့တော့တက်နိုင်တဲ့လောက်ဝိုင်းဝန်းပြီးတော့ကူညီကြစေခြင်းနဲ့ဒီကောင်းနေရှိမဲ့နေရာမျိုးတွေကနေဒါဝဝေးလန်လန်နေစေခြင်းနဲ့ဒီကောင်းနေရှိတဲ့နေရာမှန်သမျှကတိုက်ပွဲဖြစ်ပွားနိုင်ခြင်းရှိတဲ့နေရာတွေကြီးပဲဖြစ်တယ် အဲကြပြည်သူတွေအခုလိုမျိုးရှောင်ဝါပြူရပြီဆိုတဲ့ခါမှာလည်းကြအဆင်ပြေကြသူတွေကဝိုင်းပြီးတော့ကုညီကြစီချင်တယ်ဗောနော်နောက်တစ်ခုကတော့ဒါစစ်ကောင်စီဘက်ကဗောနော်စစ်ကောင်စီဘက်ကစစ်သားပဲဖြစ်ဖြစ်ရဲပဲဖြစ်ဖြစ်ပြည်သူရဲ့ကြင်စာစူးနေတယ်ဆိုတဲ့ဟာဗောနော်ကျွန်တော်တို့မှသတင်းတွေဖတ်ပြီးရည်လဲရည်ရတယ်ဗောနော်ဒါမင်းလဘကိုးယုံမအတွင်းမှာဗောနော်ဒါစစ်ကြောင်းထိုးလာတဲ့စစ်ကောင်စီစစ်သားတွေဟာတဲ့မူးယူပြီးဆယ်တဲကိုရေစင်းချိုးတာတဲ့ရေစင်းချိုးတော့တယောက်ကမွေကြိုက်တယ်တယောက်ကရင်နစ်ပြီးသေးတယ်တဲ့ ဒီကောင်တွေကဆဲဆိုပြီးတော့ကိုဒါမူယူဆဲဆိုပြီးတော့ကိုသူကရေထဲမှာရေစင်းချိုးတာပေါ့နော်အဲချိုးတွေကလည်းပြောကြတယ်ဒါတောဆောင်နဲ့တွေတောင်ဆောင်နဲ့တွေကမကြိုက်လို့ဒါတကြောင်းလုံးပြုတ်မှာဆိုပြီးတော့ဟာဝင်ပူးပြီးတော့နက်ကတော်တွေဝင်ပူးပြီးတော့ပြောတာမျိုးရှိတယ်ဆိုပြီးတော့လည်းသိရတယ်ပေါ့နော်ဘာဖြစ်ဖြစ်ဒါပြည်သူရဲ့ချိန်စာတွေစူးနေပြီဒီကောင်တွေကိုအာပြည်သူနေမှမဟုတ်ဘူးမြင်အပ်မမြင်အပ်တာတွေရောဒါခုနလိုနက်မျက်နှာကောင်းနေရအစပေါ့နော်ကြည့်လို့မရတော့ဘူးဒီကောင်တွေကိုလုံးဝကို မြေပေါ်ကနေပျောက်ကွယ်သွားစေခြင်းတဲ့ဆန္ဒတွေကအကုန်လုံးမှာရှိနေတယ်လို့တော့ပြောရမယ်ပေါ့နော်ပြီးတော့ပြည်သူကလည်းအမြဲတမ်းမှာဆူတောင်းတာကြမ်းတယ်ပေါ့နော်ဆူတောင်းတာကြမ်းတယ်အသေးဆုံးနဲ့တည်ပါစေလို့ပါလို့ဒါမျိုးတွေပဲဆူတောင်းကြရဆိုတော့အခုကအဲ့ဆူတောင်းနေပြည်နေသလားလို့တော့မှတွေးမိတယ်ပေါ့နော်ဒီကောင်နေသွားလိုက်ရမှာဘေးထိနေတဲ့အနေအထားတွေဖြစ်နေတာပေါ့နောက်တစ်ခုကလည်းလို့ပဲဒါမူဆယ်မှာပေါ့နော်ရဲတယောက်ပေါ့နော်ဆိုင်ကယ်နဲ့ဖုန်းနဲ့ငွေတွေလူရခံရတယ်ဓမြတိုက်ခံရတယ်ရဲရဓမြတိုက်ခံရတယ် အဲ့တော့စဉ်းစားကြည့်ပေါ့ဗျာပြည်သူကိုသူတို့ကကာကွယ်မယ်တို့ကူညီမယ်တို့တက်တွင်နေအော်နေတဲ့ကောင်တွေကသူတို့အရင်ပြင်းခံနေရတာပေါ့နော်သူတို့ကိုယ်တိုင်တော့မလုံခြုံမဲနဲ့ပြည်သူကိုကာကွယ်မယ်လို့ပြောတဲ့စကားတွေကကြီးစရာမကောင်းဘူးလားပြတော့သူတို့တွေအခုနောက်ပိုင်းဆိုရင်သူတို့ပြောတဲ့ဟာနဲ့သူတို့လုပ်တဲ့လုပ်ရက်တွေကအမြဲတမ်းဒါကွဲပြားတယ်ပေါ့နော်ပြည်သူကိုကူညီရမယ့်စာပြည်သူကိုကာကွယ်ရမယ့်စာပြည်သူကိုဒုက္ခပေးတယ်ပြည်သူကိုအနိုင်ကျင့်တယ်ဖမ်းဆီးတယ်နှိပ်စက်တယ်တပ်ဖြတ်တယ်ငွေညှစ်တယ်ပေါ့နော် အခုဆိုရင်ဒါကိုယ့်အိမ်မှာကိုအေးစစ်စစ်နေတဲ့သူတွေတောင်မှအိမ်ဘော်ဒီတက်ဆွဲပြီးတော့သူတို့ကိုကြိုးအတွက်အသက်တွေအသေးခံခိုင်းနေတဲ့ကိစ္စမျိုးတွေသူတို့တွေအများကြီးလှုပ်လာတယ်ပေါ့နော်အဲ့တော့အဲ့လိုမျိုးတွေလှုပ်နေတဲ့ကောင်တွေကအခုလိုမျိုးဖြစ်တာတွေအခုလိုမျိုးကြုံတာတွေကဆန်းတော့မဆန်းဘူးပေါ့နော်အဓိကတော့ဒါပြည်သူရဲ့ဂျင်းစာတွေစူးနေပြီလို့ပဲပြောရမယ်ပေါ့နော်အပြီးတော့ဒီလေလာဘတ်အစည်းအဝေးပေါ့နော်လေလာဘတ်အစည်းအဝေးဒါတိုင်းစင်တိဒါပြီးသွားပြီဆိုတဲ့အချိန်မှာဒါထူးခြားချက်အနေနဲ့ဘာပြောလဲဆိုတော့ဂျန်တဲ့ဟာတွေဘာမှကိုမထူးခြားဘူးတဲ့အဓိကတော့မေအောင်လိုင်က ဒီဒီဇင်ဘာလထဲမှာပေါ့နော်ဒါသူကဒီရွေးကောက်ပွဲကိုမရရအောင်လုပ်မယ်ဆိုတဲ့ဟာကိုခဏခဏကိုထည့်ပြောတယ်ပေါ့နော်ခဏခဏကိုထည့်ပြောတယ်ကျန်တဲ့ညွှန်ကြားချက်တွေကတော့ပုံမှန်လေးလောက်ဘက်ကအစည်းအဝေးတွေလိုပဲပေါ့နော်အဲဘာလုံခြုံရေးတွေဘယ်လိုတုံးမိရမယ်အာဘာလုပ်ရမယ်ဆုံးရှုံးတဲ့နေမြေတွေဘာဖြစ်တယ်ညာဖြစ်တယ်ဒါမျိုးဟာတွေကတော့ဒါမထူးခြားတဲ့ဟာပေါ့နော်ထူးခြားတဲ့ဟာဆိုတာခုနဒီရွေးကောက်ပွဲလုပ်မယ်ဆိုတာလည်းမထူးခြားဘူးထူးခြားတာဘာလဲဆိုတော့ခဏခဏပြောနေတာထူးခြားတာ ူခဏခဏကိုတရုတ်စာကိုပြောနေတယ်ပေါ့နော်တရုတ်စာကိုမရရအောင် လုပ်မယ်ဆိုပြီးတော့လဲဒါအန်ခဲအားခဲနေတဲ့ပုံစံမျိုးအန်ကျိတ်ပြီးတော့ကြုံဝမ်းနေတယ်ဆိုတဲ့ပုံစံမျိုးတွေတွေ့နေရတယ်ပေါ့နော်အဲဥစ္စာကိုအကောင့်ထဲပုံမယ်ဆိုတဲ့ဟာကို တွက်တွင်းတွင်ကိုပြောနေတဲ့ဟာသူတို့အတွက်ကိုထူးဆန်းနေပြီပေါ့နော်ဒီကောင်ဘာဘာဖြစ်တာလဲဘာလို့ရှင်တို့ဘာအများဖြစ်လို့လဲဆိုတဲ့ပုံစံမျိုးသူတို့ဘက်မှာတော့ဖြစ်နေတဲ့အနေအထားပေါ့အဲ့တော့ကျတော့အဲဒီဟာတွေကိုလည်းဒါကျွန်တော်တို့ဒီဘက်ကတော်လိုင်းမှာဥဆောင်နေတဲ့သူတွေတာဝန်ရှိတဲ့သူတွေသိရှိပြီးပြီဆိုတဲ့အချိန်မှာဘာလုပ်ကြမလဲဘာတွေလုပ်တင်တယ်လဲငါတို့ပြည်သူကိုဘယ်လိုမျိုးအသိပေးတင်တယ်လဲပြည်သူကိုဘယ်လိုပန်ကြားတင်တယ်လဲတော်လိုင်းတပ်ဖွဲ့အနေနဲ့ဘယ်လိုအပိုင်းတွေမှာပါဝင်ကြမလဲတိုးချဲ့ကြမလဲဆိုတဲ့ဟာတွေကိုကြိုပြီးတော့စဉ်းစားထားနိုင်ရင်တော့ဒါအဆင်ပြေတဲ့ အကြောင်းအရာတစ်ခုဖြစ်လာမှာပေါ့နေနော်အဲဒါကြောင့်ဘလိုပဲဖြစ်ဒီရက်ထဲမှာသတင်းကောင်းတွေအများကြီးရှိတယ်တိုက်ပွဲပြင်းထန်တဲ့နေရာတွေလည်းအများကြီးရှိတယ်စေဘေးရှောင်ရတဲ့ပြည်သူတွေလည်းအများကြီးရှိတယ်အဲ့တော့ကူကြပါကဲကြပါလှူကြပါထောက်ပံ့ကြပါဒေါ်လာရင်းအောင်မြင်ဖို့အတွက်ကိုအဆက်ဆက်ရဝိုင်းပြီးတော့ကိုတက်နိုင်တဲ့အပိုင်းနေရာနေအဲဝိုင်းပြီးတော့ကြိုးစားပေးကြပါလို့ဒီနေရာနေပြောချင်ပါတယ်ဗျအားလုံးပဲကျေးဇူးတင်ပါတယ်